ရာဒူကဖြုတ်ချခံထားရတဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှေခ်ခါစီနာကို2024ခုနှစ်အတွင်းចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေကိုနေနေရမှာ Crime Against Humanity လူသားဒုအပေါ်ကျူးလွန်တဲ့ရာဇဝမှုကျူးလွန်မှုနဲ့ဒါကာမျိုးနိုင်ငံတကာရာဇဝခုံရုံးကဒီကနေ့နိုဝင်ဘာလ18ရက်နေ့မှာတည်တံအပြစ်ပေးလိုက်ပါတယ်။ဝန်ကြီးချုပ်ဟောင်းဟာစီနာဟာအမှုရင်ဆိုင်မှုလူကိုယ်တိုင်ရှိမနေတာကြောင့်မျက်ကွယ်စီရင်ချက်ချခဲ့ပါတယ်။ဆန္ဒပြသူတွေကိုဝန်ကြီးချုပ်ဟာစီနာအစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့်အ ਨੇ ဆုံးလူ1400လောက်သေဆုံးခဲ့တယ်လို့ကုလသမဂ္ဂအစိုးရခန်းစာမှာဖော်ပြပါတယ်။ဝန်ကြီးချုပ်ဟာစီနာကတော့ဒါကာတရားရုံးကနိုင်ငံရေးအရာရည်ရွယ်ချက်ရှိရှိနဲ့လှုပ်ကြံချမှတ်ခဲ့တာလို့စီရင်ချက်အပေါ်တုံ့ပြန်ပါတယ်။ဝန်ကြီးချုပ်ဟာစီနာဟာယာဒုကဆင်းပေးလိုက်ရတဲ့2024ခုနှစ်ဩဂုတ်လကတည်းကအိန္ဒိယနိုင်ငံကိုထွက်ပြေးခိုလုံနေခဲ့တာပါ။ဝန်ကြီးချုပ်ဟာစီနာအပြင်အိန္ဒိယကိုသူမနဲ့အတူထွက်ပြေးသွားပြီးဒီကနေ့တေတံတပါတဲ့ချမှတ်ခံလိုက်ရတဲ့ပြည်ထောင်စုဝန်ကြီးဟောင်း အာဆာဘူဇာမန်ခန်ကမဲလ်ရုနဦးကိုချက်ချင်းပြန်ပို့ပေးဖို့ဘင်္ဂလားဒေ့ရှ်ဂျာပြအစိုးရခေါင်းဆောင်မိုဟာမက်ယူနုစ်ကအိန္ဒိယကိုတောင်းဆိုခဲ့ပါတယ်။ဝန်ကြီးချုပ်ခေါင်ဟာစီနာအပေါ်ဘင်္ဂလားဒေ့ရှ်တရားရုံးကချမှတ်လိုက်တဲ့စီရင်ချက်ကိုကြားသိရကြောင်းအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးဌာနကတုံ့ပြန်ခဲ့ပြီးအိန္ဒိချင်းနိုင်ငံဖြစ်တာနဲ့အညီငြိမ်းချမ်းရေးဒီမိုကရေစီရေးနဲ့အတိုင်းပြည်အတွင်းတည်ငြိမ်ရေးအပါအဝင်ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအတွက်အကောင်းဆုံးဖြစ်အောင်လှုံ့ဆော်သွားဖို့တာဏိထံချထားကြောင်း တက်ဆိုင်သူအလုံးနဲ့အပြုသဘောဆောင်တဲ့ဆက်ဆံရေးထားရှိသွားမှာဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဝန်ကြီးချုပ်ဟာစီနာကိုပြန်ပို့မယ်မပို့ဘူးဆိုတာတော့ပြောမထားပါဘူး။အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်အကြားတရားခံလွှဲပြောင်းရေးသဘောတူစာချုပ်2023ခုနှစ်မှာလက်မှတ်ထိုးထားတာကြောင့်ဘင်္ဂလားဒေ့ရှ်ကအခုလိုပြန်တောင်းဆိုတာပါ။သဘောတူညီချက်အရတနိုင်ငံငံမှာထောင်ဒဏ်တစ်နှစ်နဲ့အထက်ကြာခံရသူတွေကိုလွှဲပြောင်းပေးရမှာဖြစ်ပါတယ်။အိန္ဒိယအစိုးရဟာအစဉ်လာအဖြစ် သူတို့ဘာလုပ်မယ်ဘာလုပ်နေတယ်ဆိုတာကိုအပြင်းမာထုတ်ပြောလို့မရှိပဲနောက်ွယ်ကနေလူမသိအောင်ဆွေးနွေးညှိနှိုင်းမှုတွေလုပ်တက်လေးရှိပါတယ်အိန္ဒိယကပြန်မပို့ခဲ့ရင်တော့ရေရှည်မှာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယအကြားဆက်ဆံရေးကိုထိခိုက်နိုင်ပါတယ်ဒီကနေ့ချမှတ်လိုက်တဲ့စီရင်ချက်ပေါ်ဝန်ကြီးချုပ်ဟောင်းဟာစင်နာအနေနဲ့နိုင်ငံတော်တရားရုံးချုပ်မှာအယူခံဝင်ခွင့်တော့ရှိပါသေးတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ